ဘဲလေဘဲလေအဒီလာလီမေတော့ဟင်းလာချက်တာအော်အမဟုတ်ဘာကလာစားတာဘာကလာစားရလဲဘာလဲဒီဆိုင်ရောဘာကအရန်စားကောင်းလဲဆိုလို့လာပြီးမြည်ကြည့်ရဟုတ်တယ်ကျွန်တော်အားကြောင့်တကယ်ကြီးကပြောလိုက်လို့မြည်ကြည့်မယ်ဟုတ်ကဲ့လားအဲ့ကောင်ကဘာလို့ဗျာငါတို့ဒီမှာရိုက်ကနေရလို့ဝါလို့နေဩလုခဏခဏလေးကြာတာဆိုတော့ကျွန်တော် ကောင်းအောင်ရလို့မင်းလေးစားမယ်ဆိုတာပဲ1 2 3ဝါးကဲအဲ့ဒါညီလေးပါက spicy bacon barbecue burger โอเคငါကတော့ဒီဆန်ရဲ့ဒါသူရဲ့ trademark ပေါ့နော် lean smash burger တော့ငါတို့ဆွဲကြည့်လိုက်ဟုတ်တယ်နော်ဟုတ်တယ်ဒါကဘုညာကအိဆန်နာဘာမို့လို့လဲတော့ပြန်ကင်နာရတာပါသလားကျွန်တော်ဆက်ဆက်တော့မဆက်ဘူးအဲနည်းနည်းလေးပဲ spicy ပါပါလေးပဲဟုတ်တယ် ရိုင်းတော့မညှိုးနိုင်တော့ဘူးနုညံ့အိဆက်ဟုတ်တယ်ပေါင်းဖတ်ဟုတ်တယ်နော်ပေါင်းဖတ်တယ်ကောင်းတယ်ပြောသူသုံးထားတဲ့ဒီ beat တော့ဒါလေဟုတ်တယ်ဒါတော်တော်လေးကောင်းတော့ဘူးလို့တွေ့ရတယ်ဘာကစားရင်တော့သူ့ရဲ့တလွာချင်းစီကိုစားကြည့်ရမှာကောင်းလားမကောင်းလားဆိုတော့ပေါ့နော်ပုံမှန်ကွာငါတို့ဘာကားကြီးပဲချားဆိုင်မှာစားဖို့လိမ့်မယ်ကွာအဲ့ညမလို့ကျွန်တော်တို့ရောင်းတန်းဆိုရင် taste ရှိတယ်ဒီလာကြတော့အဲ့လိုမဟုတ်ဘူးအိဖတ်မျိုးနူးညံ့နေရပဲပေါင်းမို့သားသားလုံးဝအိဖတ်နေရပြီးတဲ့မှာထဲတိုင်းအင်္ဂလိပ်ရဲ့နေကောင်ကသူတို့ကိုယ်တိုင် ုတ်ထားတဲ့ဟာတွေဆိုတော့ taste ကတော့ကွဲရယ်ပဲ။ဘာတွေထပ်ကိုကုန်ပြီးတလုံးအောင်ဒီဗီယာတော့ဒီဆိုင်ကညီလေးကငါတို့ special ဆိုပြီးတော့လုပ်ပေးရမယ်။ banana mango ဗီယာနဲ့တောက်တောက်ဘူးလား။ဗီယာနဲ့တော့ရရတော့နော်။နောက်ပေါ်မှာလည်းကဒီလို banana နဲ့ mango နဲ့ဟိုတွဲပြီးတော့ဗီယာတောက်လိုက်မယ်။ဒီကြောက်လား။ခါမှမမညော်လင်းခဲ့ဘူး။ဒီကအဲ့တော့မရတယ်။ပြန်ချချာလေးဟုတ်တယ်။ကျောက်စပါကလင်းနဲ့ဟိုတည်းကမပြောသေးတဲ့ပြီးတောက်ရသလိုပါနဲ့တော့စင်တယ်။ မတော်တော့ VR အနက်လေးနဲ့ VR ရတာလေးနည်းနည်းရခုလိုရိုက်နေတာတော့ကြာဘာမှမတော့ဘူးသေးဘူးဒီလိုပဲနောက်တစ်လုံးကြိတ်အခုဟာလေးကတော့ Onion Smash Burger Buffalo Chicken Burger အဲ့တော့မိုက်တယ်ဒီကောတော့ချက်သားကိုကျော်ထားတယ်ဟုတ်တယ်အသားတွေကတော့ဒီလိုနှစ်ထပ်နှစ်ထပ်ပါပြီးတော့အသားတွေရလို့ ifan နေရောဒါပေမဲ့ cheese ကတကယ်ကြီးရှယ်ကြီးဒါတော့နည်းနည်းရင်းမယ်ထင်တာဗျာ ည်းနည်းထူထူလေးကြော်ထားတယ်လောကမကြီးဘူးလူညက်တယ်ဒီကောင်လားလောကမှန်ဝိုင်းသူ့ရရောက်ထိတ်မယ်ဗျာဒီမှာဘာကတလုံးအပေါင်းပွဲဆိုတော့တချို့ရရရောကွာငါတို့ကဘယ်လိုရမလဲပတ်စံနဲ့တံပိုးဖြတ်လို့မရဘူးကိုယ့်ရဲ့စိတ်ကျဉ်တဲ့မိုးနဲ့ပဲတံပိုးဖြတ်လို့ရအောင်နော်တခြားဆိုင်တွေမှာသွားဆိုင်လဲဒီလောက် taste မကောင်းဘူးဒီလောက်စိတ်ကျဉ်တဲ့မိုးမရှိဘူးအဲ့တော့မှတထောင်ပတ်ချလဲပေးရတယ်ကွာပတ်စံထဲရောက်မှသိတာပါဗျာတကယ်တမ်းတော့တထောင်ဝင်းနဲ့တထောင်ပူယူသေးတယ်နော်တော်ကြဆိုင်ရှင်လဲကြာပါဦးဆေးတက်နေအောင်ဟိုချင်းမှမလား เนาะเอ้ยบ่เอ้ยบ่ตาเห็นเนาะเนาะตาเห็นเนาะพี่สอเสียมาบ่เนาะเอ้ยช็อกโกแลตเมชเชกโอเคบ่ชูไซน์นี่ဆိုလို့ရှိရင်တော့ကွာအသားတွေ frozen နေအပြားတွေရိုက်တာမှာ तू အဲ့လိုမဟုတ်တနည်းစားတနည်းကိုပဲ तू ကစိတ်ဆက်နေကြည့်တယ်အဲ့ဒါကြောင့်မလို့လဲကိုထင်တာတော့ဒီအသားတွေကနူးညံ့ပြီးတော့ဆက်ဆက်ပြီးတော့အဲ့လို fresh ဖြစ်နေလို့တော့ ထည့်တာပေါ့နော်တခါလေလူရမ်းကြလို့ရှိရင်ဘာဖြစ်လဲဆိုတော့ကျိတ်ဆက်ကဖိတက်ပြီးတော့တနိုင်လောက်ခဏနားလိုက်ရကျိတ်ဆက်တမလို့ပြတ်သွားပြီဟုတ်ပါဒီကောင်ဘာကြီး animal fry animal fry ဟိုဒီထဲမှာအားလုံးကြောင်းကြောင်းပါတယ်အသားတွေကိုကျိတ်ထားတဲ့အသားတွေပါတယ်ပြီးတော့အချင်းလေးနည်းနည်းထည့်ပေးတာဒီလိုသာဘူးလားသာဘူးတော့ဒီလိုစားဘူးလားသာဘူးမင်းကလည်းဒီတိုင်းတော့မစားဘူးလေရမ်းရတယ်။နောက်အိမ်မှာကြက်စားထက်တက်လာတော့မှဒါမျိုးပါလေ။ န်ရကငါနဲ့တိစာတိရမှာမဟုတ်အဲ့တော့အရှက်ကိုမေးကြည့်လိုက်နော်အားပါမလားဒီမှာလေးရှက်ကိုမေးကြည့်လိုက်မေးကြည့်လိုက်ဒီရှက်ရှက်ကိုခေါ်ပြီးလို့ရလားဟုတ်ရအော်ရပြီဟုတ်ကောမင်္ဂလာပါတွေ့ရပါတော့ပါတယ်ဟုတ်ကော ကျွန်တော်တို့ဒီမှာအရန်တော့စားလို့ကောင်းတယ်ဒီနှစ်ခုကဘာပါလဲမသိဘူးကျွန်တော်လည်းလမ်းဝေးလို့လေးဒါလေးကြားတော့ဒါကကျွန်တော်တို့ရဲ့ဒီ chicken tender ပေါ့နော်ပြီးတော့ဒါကကျတော့ buffalo chicken wing ပါဒီ chicken tender ကကျွန်တော်တို့ကဒီ butter milk နဲ့အရင်ဆုံး marinate လုပ်ထားတာ butter milk ဆိုတာဘာလဲဆိုတော့သူက no အချင်းပြန်ဖောက်ထားတာဒင်းကျင်တော့လည်းမချင်ဘူးမချင်သေးဘူးဟုတ်ဒါပေမဲ့သူကနည်းနည်းချင်လဲချင်ဟုတ်ကဲ့အဲ့ဒါနဲ့ marinate လုပ်ပြီးတော့မှ breading လေးနဲ့ပြန်ကြိုပေးတာပါเนาะဒီကောင်ကြတော့အဲ့ဒါကကျတော့ကျွန်တော်တို့ရဲ့ buffalo wings buffalo wing ကကျတော့ wings ပို့ပဲကျွန်တော် ်ကိုဒင်းလေးနဲ့ပြန်ကြော်ထားတယ်ပြီးတော့မှဒီ buffalo sauce နဲ့ပြန်ပြီးတော့မှနှိမ့်ထားပြီးတော့အပေါ်ကနေ ranch sauce buffalo sauce တော့နည်းနည်းစိမ့်ရမယ်ထင်တယ်နော်ဟုတ်ကဲ့ဆိုတော့ buffalo sauce ဆိုတာဒီ hot sauce ဟို base ထားတာပေါ့เนาะကျွန်တော်တို့မြန်မာပြည်မှာစားတာဒီ chili sauce လိုမျိုးပဲအတူကတော့အဲ့လိုရတာမဟုတ်ဘဲနဲ့ပို့ပြီးတော့ခြင်တဲ့ဘက်ပို့သွားတယ်ပေါ့เนาะသူကဒီငရုတ်ဒီအစိမ်းခြင်တဲ့ဘက်ပေါ့เนาะခြင်နဲ့ဆက်တဲ့ပူတဲ့ဘက်ကိုပို့သွားတယ်ပေါ့ဟုတ်ကဲ့ဆက်တဲ့ဆက်မြန်မာပြည်မှာ light share hot sauce ဆိုတော့လုံးဝမတွေ့တော့ကိုယ်တိုင်ပဲ hot sauce ကိုလည်းလုပ်ထားတာပေါ့เนาะကျွန်တော်တို့ဒီ site မှာကျွန်တော်တို့လုံးဝဒီ frozen meat လည်းမသုံးပေါ့เนาะဒီ fresh beef ပုံမှာဝယ်တယ်ဝယ်ပြီးတော့မှမဲသားက၃နေပိုင်းလောက်ရောပြီးတော့မှကျွန်တော်တို့ကိုယ်တိုင်နေတိုင်းချိန်တာပါဆိုတော့ကျွန်တော်တို့အာမခံနိုင်ပါတယ်ကျွန်တော်တို့ဒီသေချာအကြောတွေကျွတ်တွေကိုသေချာလေးနှွင့်ပေးထားတော့ဒီအသားကတော့အဲကျွန်တော်တို့ဆိုင်မှာလာစားတဲ့လူတွေတော်တော်များများလေးဒီအသားကိုတို့တို့တော်တော်ကြိုက်ကြတယ်ဘလော့ရိုက်တယ်ဆိုတော့ကိုယ်နည်းနည်းလေးစောင့်လိုက်ရသေးတယ်အဲ့တော့တောင်မှတော်တော်ကြီးကောင်းတော့တွေ့ရတယ်ဟုတ်ဟုတ်ကျေးဇူးပါဟုတ်ကျေးဇူးပါအောင်မြင်ပါစေဟုတ်ကဲ့ပါဟုတ်ကဲ့ပါအားရမေဟဲ့ မင်းလည်းငါနေမတေချာမင်းနေမင်းဟာနည်းနည်းမချမ်းတော့ရဲ last ချမ်းပါသေးတယ်ရာနှလုံးသားလုံးချမ်းပါသေးတယ်မရတော့ဘူးကေစွတ်စားတယ်တော်ပြီမင်းဒါမရတော့ဘူးဘာဘာဘာလုပ်နေသူစွတ်စားတယ်သူပဲခေါ်ပြီးတော့စွတ်စားတယ်ဒီမိုင်းကကျွတ်လေးဖြစ်ပြီးတော့အတွင်းအောင်ဒီအသားကြောင်လောကအဆော့ပဲဆိုးဆော့ပဲ ီမှာလောက်တိုင်းဒီရရောဒီ rest ရောအကုန်လုံးသူတို့ homemade တယ်သူ customer နဲ့အောင်ပြဿနာတက်တယ်တဲ့ customer ရကြဟိုအချင်တုံလေးတောင်းပါဘူးသူတို့ sauce တောင်းတာပေါ့စားနေကြအချင်တုံလေးတောင်းပါဘူးသိရမလားဟိုဒီအတုံးကြီးကိုလောကနူးငယ်အောင် marinate လုပ်နိုင်တာတော့ဒါရောလေးစားပါတော့ကျန်သွားပြီနော်ပေါ်မှာ air ကတက်တယ်ဟိုလောက်တာမင်း a a နေကြီးအထက်ကဒါလောကတောင်းသွားပြီလားနော်ညောင်းအောင်မပြုတ်ပါသေးဘူးအိပ်ပတ်နေအောင်စားလို့လည်းကောင်းတယ်ဘိုင်လက်ထရိုတင်းဒါပေမဲ့စားခြင်းလို့ဆက်စားနေရတယ်ကျွေးဆိုတော့တရုပ်ဆောင်တာဗျအင်း မကုံမဲနဲ့ဘေးကိုရွှေ့ထားပြီးပြီးရကုံသွားပြီပေါ့ကတကယ်ကုံသွားမကုံတာဆိုအာလူးချောင်းကျော်တော့ကျန်အဲ့ဒါစားအောင်ပါလေကျွန်တော်နေ့ကစားတာကိုကြည့်နေတယ်ဘရိုစားကြည့်နေမှာအဲ့တော့ကျွန်တော်ကဒါကျွန်တော် program တော့ချောက်ချောက်ကြည့်နေရဲ့ဒီပြပြတောင်းတော့ဘေးကနေဘရိုဒီကော program ကိုကြည့်နေတဲ့ဒါကျွန်တော်ရဲ့ဒါ check in ရဲ့ fan တွေကိုကျွန်တော်ဒီဘာဂါလေးကိုကျွန်တော်ပြန်ပြီးတော့ကျွန်တော်ကျွေးနေပါတယ်ဆိုတော့အဲ့တော့ထုံးတဲ့အတိုင်းပဲဒီ post လေးကိုအဲ့တိုင်းလုပ်ပေးပါဆိုတော့အဲ့ထဲမှာကျွန်တော်က less smash ဘာဂါကျွန်တော် အားလုံးကျွန်တော်ပြန်ပြီးတော့ကြွေးပါမယ်ကဲအဲ့တော့ကျွန်တော်ဒီနေ့လာစားတဲ့ဆိုင်လေးကတော့ကျွန်တော် Junction Square ပေါ့နော် Outdoor Area မှာတည်ရှိတဲ့ Last Match ရဲ့ဘာကဆိုင်လေးပဲဖြစ်ပါတယ်။ဒီဆိုင်လေးကတော့တကယ်ကိုကျွန်တော်တို့အတွက်ကတော့ဟုတ်ပြီ perfect ပဲ။တကယ်ကို grow ပေါ့မှာဗျာဒီလိုဘာကမျိုး မစားဘူးသေးရင်တော့လာစားကြည့်စေချင်တယ်ဟုတ်တယ်ကဲအဲ့တော့နောက်ပိုင်းဒီမှာတော့ကျွန်တော် blue side တွေ blue နေရာတွေ blue အစားအသောက်တွေကိုချက်ပြီးတော့သွားစားအောင်မလဲဆိုတော့ဆက်ပြီးတော့စောင့်မျှော်ကြည့်ရှုပေးကြပါအောင်ညာကြည့်ရှုအောင်ကြည့်ကြရအောင်ရောက်စီတိုင်းရောက်စီတိုင်းအဲရောက်စီတိုင်းအောင်လဲကျွန်တော်အထူးပဲကျေးဇူးတင်ရှိပါတယ်အခုတော့ဒီပိုင်းမှာနောက်ပိုင်းနှုတ်ဆက်ပြသည်ကျွန်တော်နဲ့ဒူဒီနေ့လာစားပေးရဲ့ညီလေးဒါတိတိလေးရဲ့နာမည်ကတော့ဒါကျော်စဟင်း cooking ပေါ့နော်ဒါတီဗီတီဗီသားပဲဖြစ်မှာပါနော်ဟုတ်တယ်မလားဒါဒါနာမည်ကြီးပဲကျွန်နေလေးလဲကဲအဲ့တော့ bye bye နောက်ပိုင်းမှာပြန်တွေ့ကြပါလေလူကတော့ကြီးတယ်လူကတော့ bye bye လေးလုံးလိုက်ပါဦးနော်